တခိုးအပေးအဖြစ်ပြောသူတွေကိုခမရတို့ဆင်းရဲဘူးလားဆိုပြီးတုတ်ပြန်လိုက်တဲ့လှိုင်းသားရကိုကြီးပြည်သူများလုံးမဲ့မင်္ဂလာပါဒီနေ့မှာတော့အများပြည်သူလေးစားချစ်ခင်မှုကိုရရှိထားတဲ့လှိုင်းသားရကကိုကြီးတယောက်ချောင်းကိုပြပြပေးချင်ပါတယ်သူဟာလှိုင်းသားရဒေသတဝိုက်မှာနေမှာပဲတနိုင်ငံလုံးကအခက်အခဲကြုံတွေ့နေရတဲ့လူတွေအတွက်ကိုချိုးစွမီကိုကြီးပေးနေသူတို့ပါသူရဲ့လူမှုအချို့ပြုလုပ်ငန်းတွေကရေပီငလျင်ဘေးလိုသဘာဝဘေးအန္တရာယ်ကနေစတင်ခဲ့တာဖြစ်ပြီး အဲ့လိုအချိန်တွေတုန်းကလိုအပ်နေတဲ့နေရာတွေကိုအချိန်မီရောက်ရှိကူညီနိုင်ခဲ့တဲ့အတွက်လူအများရဲ့ယုံကြည်မှုကိုအခိုင်အမာတည်ဆောက်နိုင်ခဲ့တာပေါ့။ကိုကြီးရဲ့စိတ်ဓာတ်ကလေးစားစရာကောင်းပါတယ်ရှင်။သူဟာရုပ်ပိုင်းဆိုင်ရာအရာပြင်းမဆင်းရဲနေသူတွေကိုကိုချင်းစာစိအပြင်နဲ့ကူညီတတ်တဲ့သူပေါ့။ရေဘေးကာလာတုန်းကလည်းအသက်အရွယ်ရှိနေတဲ့ဒေသတွေကိုမကြောက်တမ်းသွားရောက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေမှာဦးဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ငလျင်တန်သိငဲ့တဲ့အချိန်တွေမှာလည်းအစားအသောက်စေဝါနဲ့အမိုးကလိုအပ်သူတွေစီကိုအလူရှင်တွေရဲ့အကူအညီနဲ့စနေတကျပို့ဆောင်ပေးနိုင်ခဲ့ရပါအထူးသဖြင့်မကြသေးမီကမှအများပြည်သူကိုလှုပ်ခတ်သွားစေခဲ့တဲ့ပင်လယ်ပြင်ထဲကကြားဖောင်ပေါ်ကဦးလေးကြီးတို့ကိုကယ်တင်ပေးနိုင်ခဲ့တဲ့ဖြစ်ကလည်းကိုကြီးရဲ့မြေတားနဲ့ဆွမ်းဆောင်နိုင်မှုကိုပုံမထင်ရှားစေခဲ့တာပါပရိုက်တာလုပ်ငန်းကိုလုပ်ကိုင်တဲ့အခါမှာဝေဖန်မှုအမြင်မတူမှုတွေစွာကရှိစမြဲပါပဲကိုကြီးရဲ့ရည်ရွယ်ချက်ကတော့အကူအညီအလိုအဆုံးသူတွေစီကိုရောက်ရှိဖို့နဲ့ဘဝရဲ့အခက်အခဲဆုံးကာလကို ရောက်ရှိနေသူတွေကိုလလန်းမိတလောက်ကူညီပံ့ပိုးပေးဖို့ပဲဖြစ်ပါတယ်။သူဟာတချို့သောအချိန်တွေမှာငွေကြီးမတက်နိုင်တဲ့အတွက်ဘဝကိုရုန်းကန်နေရတဲ့သူတွေကိုနားလည်ပေးနိုင်ဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်အမြင်တွေကိုရိုးသားပွင့်လင်းစွာပြောဆိုတတ်သူတို့ပံ့ အရင်လိုရိုသားမှုနဲ့ပွင့်လင်းမှုတွေကြောင့်လည်းလူတချို့ရဲ့အမြင်ကွဲလွဲမှုတွေကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အဓိကအရေးကြီးတာကတော့လှိုင်းသားရကိုကြီးရဲ့စေတနာပေါင်း။သူဟာမြေတီအခက်ခဲနဲ့ဝေဖန်မှုတွေရှိနေပါစေ။လူအနေတွေကိုလက်မလွတ်ဖဲဆက်လက်ကူညီနေပါတယ်။သူရဲ့လုံရက်တွေကကျမတို့ကိုဆင်းရဲဒုက္ခခံစားနေရသူတွေရဲ့ခံစားချက်ကိုနားလည်ပေးဖို့နဲ့ကိုချင်းစာစိတ်ထားဖို့ကိုသတိပေးနေတာပေါ့။အလူရှင်ရဲ့အနေနဲ့ကလည်းကိုကြီးရဲ့စေတနာကိုယုံကြည်ပြီးလိုအပ်တဲ့နေရာတွေကိုလူတန်းမှုတွေဇက်တိုက်ပြုလုပ်နေကြတာပေါ့။ အမှန်တကယ်မှာတော့လှိုင်းတရားကိုကြီးကအခက်အခဲမျိုးမျိုးကိုရင်ဆိုင်နေရတဲ့လူအဖွဲ့အစည်းမှာအဖေးကွန်ရီမှုတွေကိုလက်ဆင့်ကမ်းပေးနေတဲ့စံပြပုဂ္ဂိုလ်တို့ပဲဖြစ်ပါတယ်။ပြည်သက်တို့ရောလှိုင်းတရားကိုကြီးရဲ့ပရိုက်တာလုပ်ငန်းတွေအပေါ်ဘလို့ထင်မြင်မိလဲဆိုတာခေါမမှာပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။